ခင်ထူရဲ့မအိမ်ကန်ဆိုတဲ့ဝတ္ထုကို အပိုင်း30နေနဲ့ဖက်ပြပေးမှာဖြစ်ပါတယ်ရှင်။ဒီလိုလားတွေမှာမအိမ်ကန်တို့ရွာကလက်ပံပွင့်ကောက်ထကြရသည်။စောင်းကုံတွေကူလေယူမျိုးချင်းလက်ပံပင်ပေါ်ကအော်အငက်ကလေးတွေတွင်မြီချသည့်တန်ကိုကနှွေရောက်တော့မြေနမိတ်ပုံပဲဖြစ်သည်။မလာအောင်ကတကောက်လျှော်တောင်းကြီးခတိခွင်းကလက်ပံပွင့်ကောက်သွားပြီဆိုတော့မအိမ်ကန်နေဖိုးကူပါလိုက်သွားကြသည်။ လက်ပံကောင်းနဲ့ဝက်တာဟင်းလေးချက်ကိုတကြီးဦးသားထံကြိုက်လေတော့နှစ်ပေါက်ဆိုင်ရအောင်ကောက်ကခြောက်ခံထားကြရသည်လက်ပံကောင်း၆ကိုပို့တောင်ပြေအောင်လောင်းကတနှစ်လုံးအိမ်မပြတ်သောတကြီးမင်းဤဧည့်သည်တော်များအတွက်တောစာဟင်းတစ်ခွက်တို့ရသည်ကြည့်ပါဦးအေးလဲပွင့်နေကြွေထားတာနှဲပါဦးလဲပွင့်လို့ခေါ်တာဟုတ်ပါရဲ့ဘာလို့ခေါ်တာလဲမအိမ်မလောက်အောင်ရဲ့ဟဲ့လက်ပံပွင့်ကိုလဲပွင့်ခေါ်တာပဲဘာလို့ခေါ်တာလဲတော့ငါလဲပဲတိပါ ဒီဘက်နယ်ရွာတွေမှာလက်ပံပွင့်ကိုခေါ်လက်ပံပွင့်လို့ခေါ်ခဲ့ပါသည်ပေါက်ပွင့်ရဲ့လဲပွင့်လို့သုံးကြသည်ပေါက်ပွင့်ကရဲရဲလဲပွင့်ကလည်းမဲမဲလက်ပံနီးကိုလဲသည်လက်ပံမှုကိုလဲမှုခေါ်ကြသည်တချို့ကလက်ပံပင်ကိုလဲပင်ခေါ်တတ်ကြသည်လက်ပံလဲပွင့်နေကောက်လိုက်ကြနီးရပုံထားကြလဲပင်နဲ့ရေအောင်မှာပဲပွင့်ဖက်တွေချေးကြပျော်စရာကောင်းလိုက်တာ လဲပွင့်ကောက်သူတွေကလည်းမနေအင်းရောက်တော့ဖြာချမ်းကြီးတွေခင်းကနေတွေ့စေရသည်တွေ့ပြီဆိုတော့မှပုတ်တောင်းနေတဲ့ကပစိုးဟောင်းအုတ်ထိုင်းုံသာလဲပွင့်ကောက်ကပြန်တော့လမ်းမမေးကံကမေးသည်အဖေတော့အကိုကိုစိတ်ဆိုးနေတာလားမသိဘူးနော်မလောက်အောင်ညီးဖေလားစိုးပေါင်တော့ထမနေနဲ့တကားကြီးတွေပို့ခိုင်းလို့အင်းကကိုဖုံငွေတွားပို့ရသေးတာကောဟုတ်လားမေးကံမသိလိုက်ပေါင်တော့ဒီလိုဆိုတော့လေစိတ်ချမ်းသာရပါ යි မိုင်ကန်တို့မှာမိသားစုများများမရှိတော့အဖေကိုလည်းချေရသည် အမေကိုလည်းချေရသည်အကိုကိုလည်းချေရသည်ဒီမိသားစုလေးတွေမှာအမုန်းမရှိစေချင်းအကိုရွာကိုအပြီးပြန်လာရင်ကောင်းသားဒီနောက်ရက်တွေမှာတော့အင်ကြီးပေါ်မှာမိုင်ကန်နေကုန်ရတော့သည်တပုတ်ရဲကုန်လို့တပောင်းကူတော့မည်တောင်လေးတွေတဟူဟူတိုက်လာလေပြီတည်ရွက်တွေကလည်းကျွေလိုက်ကြတာအိမ်ဝိုင်းထဲမှာတည်ရွက်ကျွေတွေလဲလို့ကျင်လို့ပင်မနိုင်နိုင် ရွာရိုးတခြားဖုန်ခိုးတွေလည်းလိမ့်မုံနေတော့ဤရွာရင်တန်းနေစီကသားတဲ့မင်းအများကြီးကလေးပခတ်လွဲတခြင်းတန်နေကိုကြားနေရသည်ရွာရက်ကန်ချိုစီကရက်ကန်ခတ်တန်တချောင်းချောင်းကိုကြားရတာကလည်းဘာရဲ့မသိလွမ်းစရာပဲညာတီမိန်ငယ်ခင်မန်ရက်ပြောင်းလတပောင်းမောရွက်ဟောင်းတို့ကြွေးကြလေပြီတနဖီနေ့အင်ဂျင်ပန်းတွင်အပြိုင်ပွင့်ကြအောင်မှာပေါ့ညဦးတလဲပေါလေပြီ ။တရဖီနှင့်အင်ဂျင်ပိုင်းနှင့်လန်လိုင်းပွင့်ကြသည့်နှွေတကြောကိုရောက်ခဲ့ပြန်မှာပြီ။နှွေရောက်လေတိုင်းကိုမောင်မြတ်သားရွာကိုပြန်လာနေကြဖြစ်တော့လေ။ဒီနေ့ပြန်လာနိုင်မည်မထင်ကြောင်းလူကြုံပြင်းစာရောက်လာသည်။ဒီနေ့မောင်မြတ်သားကမြင်းချံကြောင်မှမဟုတ်တော့တက္ကသိုလ်ဝန်ထမ်းအောင်မြင်ပြီးရန်ကုန်တက္ကသိုလ်ကိုကျောင်းသွားတက်နေရပြီ။အဖေဦးသာထန်ရဲ့စကားများပြီးနောက်ပိုင်းရွာကိုတုံးခေါက်လာလီခေါက်လာပြန်လာခဲ့သေးသည်။ မောင်မြတ်သာပြန်လာလေတိုင်းတိုင်းရေးပြည်ရေးသတင်းတွေကတခုမဟုတ်တခုပါလာတတ်မြင်ဗြိတိရှနိုင်ငံဝန်ကြီးမစ္စတာမကဒနော်နဲ့ကအိန္ဒိယပြည်နဲ့ခွဲရေးတွေ့ရေးကိုမြန်မာလူမျိုးတို့၏ဆန္ဒခံယူမြင့်အကြောင်းတန်ဟာခီဥဒေပြူကောင်စီရဲ့မှတ်ရွေးကောက်ပွဲပြုလုပ်ခဲ့ရာတွဲရေးသမားများကမဲရီအတွက်ဖြင့်နိုင်ရသွားကြောင်းကြောင်းမျိုးရေနံမြေ၌ဒုဗမာအစည်းအရုံးကိုစတင်ဖွဲ့စည်းလှုပ်ရှားနေပြီဖြစ်ကြောင်း လန်ဒန်တွင်မြန်မာပြည်ဆိုင်ရာစပွဲဝိုင်းဆွေးနွေးပွဲများကျင်းပခဲ့ကြကြောင်းစသဖြင့်အကိုမောင်မြတ်သားရေးစကားတွေကိုအဖေက နားဝင်သူမဟုတ်ပါ အကိုနာမှာအမြဲကက်နေတတ်သောမိုင်ကန်ကတော့နားမလဲတော့လဲအကြာနာခဲ့ရသည်ဒီဘက်ပိုင်းရွာပြန်လာတဲ့အခါတွေမှာအကိုကမိုင်ကန်ကိုအင်္ဂလိပ်စာအခြေခံတွေကိုပါသင်ကြားပေးခဲ့သည်ဒါတော့အဖေကသဘောကျပြီးမိုင်ကန်ကလည်းညံကောင်းလေတော့သင်မင်းသမီးလိုချက်မှတ်နိုင်ခဲ့သည် အကိုကမဲ့ရင်ကန်တွဲဆောင်းနှင့်ဖောင်တင်းချောင်းမှဝင်လာခဲ့သည် ဖက်ဆရာဆောင်းချိုလဲထားခဲ့သည်မမဆောင်းတို့မဲ့ရင်ကန်စလုံးပေါင်းဖက်ဆရာမလို့လာအောင်ဖန်နိုင်ခဲ့ပြီအိုး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 ထိုင်နေကြအင်ကြီးပေါ်ထက်ကလေတာဆောင်းမှထိုင်အတွေ့ဝင်နေသည်မဲ့ရင်ကန်မှာအဟောတန်နေကိုကြားလိုက်ရတော့စက်ကနေတုံသွားမိသည် ဈာနေကြောဟောတန်ကိုပင်လက်ကနေဖြစ်သွားကခေါင်းထဲမူဝေသွားတယ်လို့လို့ပင်ခန်းစားမိရိုင်းအဝေးလဲပြနေစီကအော်အောငတ်တန်နေဇက်တိုင်းဆိုတယ်လို့ပင်ဈာနေရသည် မိုင်းမုံရီဝင်နေတော့ခေါင်းခင်ညှို့လာပြီဆိုသည်နေပစင်းရင်ခွဲတွေအော်ကြပြီပစင်းရင်ခွဲတွေဘဲကြိုပဲကြားကအော်မြင်နေကြတာလေနားခွဲလူမတက်ပါပဲတော့အေးအောင်မှမလာအောင်ကတရိပ်ဖိပန်းနေနီတောင်းနေတဲ့ကအတချောင်းနဲ့ကုန်းနီသုံးကုန်းကိုဖျားတင်းမြည် တကုံးကရီပန်းယုံပုံကြံတကုံးကိုတော့မရင်ကန်ပန်လိမ့်မည်မလောင်ကပန်းကုံးလေးတွေကင်ပြီးအိမ်ပေါ်ကို တက်လာခဲ့ကျွန်းလီကဆံပြားကြီးတွေကိုနင်းတက်လာခိုင်းပါပြီပန်းကုံးတကုံးလေကဆံပေါ်ပြုတ်ကျသွားခဲ့သည်မလောင်ကပန်းကုံးကလေးကိုငုံကောင်လိုက်ချိန်မှတော့မလောင်ချက်ချင်းပြင်းစင်းသွားကရီပန်းယုံကိုရှာသည်တော်ပန်းယုံကအင်ကြီးထဲမှာမရှိခြံတော့ပဲမော်တိုက်ရွေးမှာတမျက်စီလဲနေတန်းကြတော့ မလားအောင်မော်တော်ကရောက်သွားရသည်တော်ပန်းရုံကတပတ်ကြီးတထဲကောင်းပေါင်းကမတ်တပ်တစ်မျက်စီဖြင့်တပင်ပြင်းလဲနေခိုက်ပြီအကြီးပန်းရုံအကြီးပန်းရုံမမဲအင်ကအပြုတ်ဖြစ်ပါဘကောတော်ဟဲ့ဘလို့ဟဲ့ညီဟာဘာစကားတော်မလားအောင်ကတတိဖီပန်းကုန်းတာကစားလေကားပေါ်တက်သွားသည်ဒီစီကားဘက်ကုန်းပြောနေသည်တရပီပန်းကုန်းတကုန်းပြုတ်ကြသွားလို့ငုံကောက်လိုက်တဲ့အခါလှေကားဆန်တထစ်ချင်းလိုက်ကြည့်လိုက်တဲ့အခါ နှိကားဆံမှာရိုက်ထားတဲ့ဒင်းကားပြားတွေတွေ့လာမဲကန်ကအဲ့ဒီဒင်းကားပြားတွေနှိမိတက်နေကြလေအခုဒင်းကားပြားတွေပြီးမှဘာတွေ့ခဲ့တဲ့မှတ်တော့လူရင်းပြောဆံမှာလှအောင်ရဲ့ညီဟာကလည်းမလှအောင်ပြောပြလိုက်ဒီခါမှာတော့တော်ပန်းဟိုတမျက်စီခိုင်လက်ကတွေ့သွားခဲ့ရသည်အိုးဟုတ်ကဲ့လားမလှအောင်ကညာစရာမရှိဖြစ်ချင်းလဲဖြစ်နိုင်သည် ဖြစ်လဲဖြစ်နိုင်သည်တမီးကလေးကအသက်ပဲ၁၂နှစ်လား၁၃နှစ်ထဲမှာလားအင်းလေဒါတွေကိုရှောင်လဲလို့ဖြစ်နိုင်မှာတော့ပန်းရုံ မျက်ရည်တွေဝဲနေသည်မလောင်ကလည်းမျက်ရည်တွေဝဲနေသည်မလောင်ကမျက်ရည်စာတွေကိုလက်ဖမိုးနဲ့တုပ်ရင်းကဝဲနေတဲ့နေပြောလေသည်မနေ့ကတည်းကကလေးဘဝထင်းမှာပါအကြီးရဲ့ခဏအပြိုပေါ်ဝင်ပြီးဆိုတာကိုပဲကြုံမယုံနိုင်တာပါတော့ သူ့ညီမကလေးကိုကလေးလိုပဲကြုံမြင်ချင်တာတော့ဘာဖြစ်လို့မှမသိဘူးကြုံရင်တည်းတမျိုးကြီးပဲငါမအေးပူဆိုးတော့မပေါ်ရေညီအခုလာပြောတော့တာဝန်နေပုံများလာပြီလို့လဲခေါင်းကြီးတွားမိတယ်မိန်းကလေးဆိုတာအရွယ်ရောက်လာရင်မိဘများမယ်ဝင်တာကြီးတယ်လို့သူ့အတွက်လဲဝင်တာတွေပူလာတာအေးရဲ့ဒီကြားထဲညီညီမကတော်ပန်းရုံရှိုက်တန်းကြောင့်မလာအောင်ငါမော်ကြီးဒီတော်ပန်းရုံဘာပေါ်မှာမျက်ရည်ပေါက်တွေစီးချနေလေသည် ပြောလေအီး तू อ่ะခွန်းတောင်ကင်လှုပ်ချင်လိုက်တာယူလို့ညီလဲတိတာပဲတို့ဗီတိငှတ်သမီးလေးမှာတော်ပန်းယုံကရှက်ကြီးတငင်ကို ကျွေးလေတော့မလောင်ကတပြင်းချသည်ကုတ်ကူရွက်ချောက်တွေတပြောပြောကြာလာတာကိုငေးနေမိလေဝေတစ်ချက်ထသွားတော့တာလန်ပေါ်မှာဖုံဝဲကတော့ထိုးလေသည်ဝဲတော်ကြီးရာလေးတိုက်ရဝဲလှရင်ပါသွားလေ ျုပ်သိပါတဲ့အကြီးရဲ့ကျုပ်ကလည်းတတိယတိုင်းမင်းနေတာရဲ့တော့ကျုပ်ကလည်းပြုံးထွက်တာနဲ့ဝှေ့လေချောင်ပဲဖြေလိုက်တာကြီးပဲ။ဂိုင်းဧတာထားမှတ်အိမ်ကံကိုလိုက်ကြည့်အောင်လीအကြီးရဲ့လောင်ရဲ့ညီထမထဲထိုးနီးတင့်ပြီးတော့ဟာငါတော်ပြောမိသေးတယ်။လောင်ရဲ့ငါသမီးငယ်ပါသေးဤထမထဲထိုးဖို့အဝေးကြီးလိုပါသေးတယ်လို့ခုတော့ထမင်းထိုးရမယ့်အရွယ်ရောက်လာပါဘကောအီရဲ့ ဒေါ်ပန်းယုံနေမလောင်လေကားတိုင်းတထစ်ချင်းတက်လာခဲ့ကြသည်လေကားဆန်တွေကိုရေးစီးပြီးတယောကမုန်းရေပြန်ဖို့မလောင်အောင်ကိုတူတူမာသည်အိမ်ကြီးလေသားဆန်မှာမင်ကန်ကတယောက်ထဲလေထဲလွင်လာသည့်မှုချကြကလေးကိုမမီမကန်လှန်ဖန်နေဒီလိုတော့လေကလေးလေးလိုပါပဲလားတမီရဲ့တမီမိပန်းယုံကမင်ကန်ကိုပြေဖက်ကားငုံလေတော်သည မဟင်ကန်ကလည်းမအီကိုဖက်ရည်ဝမ်းနဲ့ပလန်ကိုပိုင်းပြီးကမလာအောင်လဲမျက်ရည်မစင်နိုင်မဟင်ကန်ဒီကနေ့နေရတာတမျိုးကြီးပဲအမေရယ်ဘာဖြစ်တာလဲယတမီဒီနေ့ကစပြီးကလေးလိုနေလို့မရတော့ဘူးကန်ကြီးချိုးချင်အောင်ပြီးမှအမေပြောပြမယ်လှအောင်လဲလိုက်သွားသွားတမီသွားလီဝဲတော်ကြီးဟာမဟင်ကန်တို့ဝိုင်းတိုက်ထဲမှာဝဲလဲရင်တည်ရွှေ၆တီကိုပါကောင်းကင်ထဲဆွဲယူသွားခဲ့သည် ရုတ်တရက်ကောင်းကင်ညုံလာတော့ပဇင်းရင်ခွဲမြည်တဲ့တွေစူပွက်လာပြန်လေထိုညကမယင်ကန်အိမ်မပြောပါအမိပန်းယုံကမလာအောင်ကိုမယင်ကန်နဲ့တူအိတ်စီးသည်ခါတိုင်းတော့မယင်ကန်အချင်းဒီနေရာမှာအိမ်နေကြမီပန်းယုံနဲ့တူသွားရဲ့ချင်းသည်မယင်ကန်တယောက်တည်းအိတ်လိုက်တာလဲရှိသည်အခုတော့အမေကမယင်ကန်ကိုအဖို့တယောက်နဲ့တူအိမ်ကြီးပေါ်မှာပြောင်းရွှေ့ပြီးတော့မြည်ဆိုသည်တိခင်ကမယင်ကန်တို့အိမ်ကြီးပေါ်ထက်ကိုရှင်းကြလင်းကြသည် မဟိကန်အတွက်ခန်းခန်းတည်တံပြင်ဆင်ပေးကြသည်ကြောက်ပြင်းတနခါကအစားမဟိကန်ဝစ်စားတွေပါရွှေ့ပေးခြင်းဖြင့်အမေပန်းရုံခေါ်တလို့ခေါ်ရလျင် အပြိုခံဟူဆို၏အပြိုခံဒီစကံလုံးကမဟိကန်ကိုခြောက်လန်းနေသည်အပြိုခံမှာအင်းရသူ ဆိုလေမဟိကန်အပြိုပဲပေါ့အပြိုဆိုတာဘာကိုပြောတာပါလဲတကယ်တမ်းကျတော့မဟိကန်အပြိုမဖြစ်ချင်သေးပါကလေးလိုပဲနေချင်းပြန်ခဲ့သည်အိုး မြင်မြန်အပြုတ်ဖြစ်တော့လေမြင်မြန်ဖက်စိန်ကွန်တောင်ကိုင်ရတာပေါ့မျက်စိထဲမှာ ဖက်စိန်ကွန်တောင်ကြီးကိုကင်ထားသည်မမကွန်ဖြူကိုမြင်နေရသည်ပြီးတော့မအိမ်ကန်ကိုတိုင်ကွန်တောင်ကိုင်ဖြစ်နေပြန်သည်လှလိုက်သည်မအိမ်ကန်ဖက်စိန်တလဲဖက်ဝါတလဲကွက်ပြောက်ထိုးထားသည်ဖက်စိန်ကွန်တောင်ကြီးကိုကင်ရွာလေလန်းတိုင်းစိတ်ဖြင့်ရှောက်ကြည့်သည် ထိုချိန်မှပြီပိမော်တိုင်ပက်စီကကြီးနေအော်လိုက်တော့ငှက်ကောင်ကြီးအော်တန်ကြီးကိုကြားလိုက်ရလေသည် တီးတန်းကြမယင်ခံထိပ်ပြသွားခဲ့ရသည်အမေမိခင်ဘက်ကအထူးတန်းမကြရမယင်ခံချွေးတွေပြန်လာခဲ့သည်ညဘက်မှာငှက်အော်တန်တွေမယင်ခံအချိန်များစွာကြာပူပါ၏ဒီတကားငှက်အော်တန်ကတော့သူ့ကိုရီစုကထိုးလိုက်သလိုယင်ထဲကိုစူးနေဖောက်ဝင်သွားခဲ့ခြင်းဖြစ်သည်မယင်ခံရီစာလိုက်တာ မလာအောင်ကိုနှိုးရအောင်မလား မလာအောင်ခမလေးတဏီကောင်ပန်းရှာလို့ထင်မိုင်းဟောက်တန်ကြီးပြူလျက်တွတ်တုံများမလုံးကို့အိမ်မဲလီဘာကြောက်စရာရှိတလဲမဟင်ကဲအိယာကလူလဲထားကမိခက်ကိုစမ်းနေမတွင်းမလာအောင်ပဲနားထားအိပ်ပါလေမဟင်ကဲကရင်ပေါ်ကစင်ကခန်းတကားပေါက်စီရှောက်လာခဲသည်တကားအောက်ချက်ကိုဖွင့်ပြီးတော့အပေါ်ကချက်ကိုမမီဖြေရသည်မင်းခုန်ရှိရာဆန်းသွားပြီဖင်တိုင်းဒီခွေးချေခုံကလေးမာယူလာခဲ့သည် ခေါ်မော်တက်ကားတကားပေါ်ချက်ကိုဖွင်းသည်အခန်းပြင်ဘက်ကို ထွက်လိုက်တော့စိတ်ငနေပြီးဤသွားမိသည်တစ်သားချမ်းမြေကိုခြေထိုးဆိုင်တောင်းရင်အိုးစင်ရှိရာတလန်းချင်းလန်းထွက်ခဲ့သည်တလန်းနှစ်လန်းသုံးလန်းလီလန်းငါးလန်းမေအိမ်မကြီးရှိမှငှက်တကားတောင်းခက်လိုက်သည့်အတန်ကိုပင်မင်းကန်ကြားလိုက်ရသည်တောင်မှန်ခက်လိုက်သည့်လေကမင်းကန်ကိုပင်လာဟက်လီသလားအောင်မင်းမီ မဲ့အိမ်ကန်တစ်ခုလုံးအေးဆက်သွားရက ပြို့လဲကြမသွားအောင်အနာရှိကျုံလုံးအိမ်တိုင်းကြီးကိုလမ်းဖက်လိုက်မျက်စိတွေစုံမိထားလိုက်သည်အိမ်ပြင်ခန်းမှာဘသူမှမရှိဘာကိုမျှမမြင်ရမောင်နေမမင်းတပတ်ခန်းစီကမိအော်တန်ကိုကြားလိုက်ရသည်မဲ့အိမ်ကန်မကြောက်နဲ့မေးလာပြီတမီကဆုံလာဆန်14ရက်ရှားတာပြင်းနေရရသား မဟင်ကန်တို့ရွာဒီမှာနပံမွဲတွေပြုလုပ်လေးရှိကြပါသည်။နားပံမြည်မိန်းကလေးမိန်းမကလေးများအတွက်အဖြစ်ပေါ်စည်ရင်ဝင်ပါပြီ။ဟိုရွာကိုအတိပေးသည့်ပွဲလေးဖြစ်သည်။တားယောက်ကြားလေးကိုရှင်သာမဏေပြုပေးကြတကယ်သူတမီမိန်းကလေးများကိုလည်းနားထွေးမင်္ဂလာပြုလုပ်ပေးတတ်ကြသည်မှာမြမတို့၏ရိုးရာစင်လာဖြစ်သည့်အတိုင်းဆောင်းချန်းကုန်းရွာတွင်လည်းတမီမိန်းကလေးပဲရကြောင်းအတိမတ်ပြုသည့်နပံပွဲကိုမဖြစ်မနေကျင်းပလေးရှိကြပါသည်။ မဟင်ကန်နားပံမီနေကထူးထူးခြားခြားတိမ်ကွန်းတွေထွက်နေခဲ့သည်။ကောင်းကင်ထံမှတလိမ့်လိမ့်တက်နေသောတိမ်ပြုံကွန်းကြီးကိုတန်းတော်ရှိချင်ရသည်။လူတွေကတယောက်တစ်ပါးစကားကြုံစကားကျူးထုံကြရာကတရွာလုံးပြန်သွားခဲ့၏။အတိတ်နမိတ်ကောက်တတ်သောဖိုးပြိုင်ကတော့အရှိတောင်ကတိမ်ကွန်းထွက်လို့စစ်မှန်ရောက်တတ်သည်ဟူနမိတ်ဖက်လေသည်။ဒီကနေ့ဂျာတာပတိနေဖြစ်သည့်အတွက် နားပံမြည်မဲ့ရင်ကံကလေးဖိုးမှုကတော်စေပါတပါပါဝင်ဖြစ်လိမ့်မည်ဟုဆိုလေသည်မဲ့ရင်ကံနားထွေးမည်နေဆိုတော့အိမ်မာလူတွေတယုံယုံရှိနေကြသည်ပွဲကြီးလန်းကြီးမဟုတ်တော့ပြုလို့မြဲရိုးရတလီဆိုတော့လေတတ်နိုင်သူကတတ်နိုင်သလိုဖျားမှုပြု၍တန်ဃာတော်များဆွန့်လုပ်ကြည်ကြသည်လူပရိသတ်ကို ဖိတ်ကြားကြွေမွေးကြသည်အဝေးရွာကဆွေမျိုးသားချင်းနေလဲရောက်နေကြရပါ၏အုံဟဲနာကျင်စွာ နားထွေးမပြူရတဲ့တနင်းကနွေတောက်ကြစနေတနင်းလအင်္ဂါနေ့များမှာနားမထွေးရဘူးရွှေပန်းခေါ်ထနေနဝထွင်းကြနားကိုတားတဲ့ပုဒ်တော်ဟူနဲ့ကြာသာပတိနေနှစ်နေပဲထွင်းကြရတဲ့နားဖောက်ဆရာပီဒီနေရဲထဲကအဖာပေးတဲ့သူဖိုးပြိုင်ကိုယ်တိုင်ရွေပီဒီရွယ်မှာကြာသာပတိနေဖြစ်ကစုံလာမှာကြာသာပတိရဲ့ရာစာကြာသည်လဆန်၁၄ရဲ့ဆိုတော့မနေ့ပြန်ကစုံလာပြီး လာဆုံးရဲဆိုရင်ဆုပ်ယုပ်တတ်သည်ဟုလည်းယူရှိကြပါ၏ရွာကနားထင်းဆရာလဲခေါ်ကြခေါ်ကြနားဖောက်ဆရာလဲခေါ်ကြသည်ဆရာတောင်းကတတုဘူးကလေးကိုဖွင့်ပြသည် အထဲမှာရွှေအပ်ငွေအပ်ပေါ်အပ်ကလေးတွေပါသည်နှစ်ဖာဝင်ဖူးဖူးကလေးတွေပါတော့အချောင်ရှိရှိကလေးတွေဖြီးဖိုးပြိုင်ပြီးသည့်ချိန်ကဘယ်နဲ့ဆက်နိုင်ကိုနိုင်ခွဲဆိုတော့မဟိကန်တို့အိမ်ကတန်ဆုံချင်း တန်ဆောင်ချိန်ဒီနိုင်ကြီးကိုအောက်ထက်ကျွန်းနိုင်ကြီးမှာဖြောင်းချိတ်ထားရသည်အေးရတဲ့နှစ်ချက်ဆက်ခင်ကကော်စော်ကြီးတွေခင်ထားသည်ကတော့ဝဲတဝဲကခေါင်းရင်ဘက်မှာချက်တစ်ချက်ထဲမှာတော့သမင်ပွဲဟင်းပွဲမုံစီကျော်အဖြူအနီငါးကျော်ကိုညာလက်ဖက်စုံလာပါ၏ထိုမနက်ကမဲ့ရင်ကန်ရင်လာကိုစောင်းချန်းကုန်းရသူရသားတို့နောက်နှစ်ပေါင်းများစွာကြောင်ပြောလို့ပင်မဆုံးခဲ့ကြဆက်တုံနှစ်သမီးဆိုတော့လေမျက်နှာကလေးကပွင့်လွန်လာ၏ နတဲ့ဆက်ကဆန်နုကလေးတွေထိုးစားဆိုတော့နရွယ်ဝင်းဝင်းကလေးနိလိုက်ဖက်လာပါသည်မျက်လုံးစိမ့်စိမ့်မွေးညင်ရှိန်ရှိန်မျက်တောင်ရှည်ကြီးတွေကညွညွစင်စင်မျက်ကောင်တစ်ဖက်ကဆန်ဦးစားတော်တာလို့ရည်ရင်ငယ်ငယ်ကလေးကိုယုံနာအပြိုသွေးကလေးဖက်လာတော့အသားရင်ကဝါဝင်းနူဆိုလာသည်လေတိုင်းကြွကြွရှင်ရှင်ကလေးမှာပြည့်တင်သောပခုံးတစ်ဖက်ကြားကဝင်းဝင်းဆဆာကလေးလှနေသည် နဂတ်ပန်ချင်းမင်္ဂလာပြီးရင်တော့ဒီလေတိုင်းမှာရဲနာလေဆွဲလေးတွေရီလေးခုန်နေကြရောမြည်နားဝနဂတ်ဦးဦးဖြဖြမင်္ဂလာယူစီရင်ပြီးလင်မဲ့ရင်ကန်ကိုရွှေစင်နိုင်မြည်ပူတာနုနုအင်ဂျီလက်ရှိပန်သွေးကလေးနီတောင်မျိုးချိတ်ထမိန်ပန်းစီရောက်ကလည်းမဲ့ရင်ကန်ရင်အလှချက်ကြီးကိုမြင့်ပေးတယ်လို့ရှိသည်စည်ရဝိုင်းစနုံးလေးမှာတော့စပယ်ကုံလေးရစ်ခွေပန်းထားပြန်ဆရာတောင်းကအခါတော်နေသည်နီဧကရင်ဘောတက်ကဖျားဝစ်ပြူသည် တတုဘူးကိုဖွင့်ကတော်ပန်းရုံရေးပေးထားသည့်ရွှေအပ်ကိုဝန်စားပေါ်တင်သည်ပြီးမှကတော့ဘဲကိုမြောက်ကနေရှင်ပေရှင်တွေကိုပွဲအပ်သည်အောင်စီရတုစီရတုအောင်စုမင်္ဂလာပေးတက်စွာသာဆရာသမီးလားအဘဝိတုကကဝါလမိုင်းအကန့်အခက်အရွယ်မလို့စောင့်နေတတ်သည်ရှင်နဲ့များတို့နေကားကောင်းစွာရက်မာတန့်လာချိန်ရကြတွင်ဖြူစွာထမင်းပွဲပြင်စင်ခင်း၍ ။မြားချင်းစုံစီမုံစီငါကျော်စတော်များစွာ ကိုညာလပဲ။ထမြန်လစွာမောရတာကို ကြည်မြွှင်သာကျွေးမွေးပါ၏။အေဟိအေဟိအိမန်တတံပုံစာဟိပုံစာဟိ။မယင်ခံမျက်လုံးကလေးတွေမိထားသည်။တင်းတိမ်ဆောင်ကြီးတွေကထားသည့်ဘက်ကနေထိုးသည်ဖြင့်မယင်ခံ၏မျက်နာပေါ်မှာပစွန်စီအောင်တွေဟန်နေသည်။ ဆရာတောင်းကမဲ့ရင်ခဲရင်ရွက်ဖြားလေးတွေကိုလက်နေဆန်းကဖြစ်ကြည့်သည် အခါတော့အချိန်မကြာသည်ရွာသူရွာသားတွေကမဲ့ရင်ခဲကိုမျက်လုံးပေါင်းများစွာဖြင့်ငေးကြည့်နေကြ၏ဒူးဘွက်ဝိုင်းကပွဲစုအောင်တပိန်ပိန်တီကြလေးပြီနပံပွဲတွေကျုပ်တို့ရောက်ရလှပါပြီတော့မအင်ကန်လောက်ချော့တာဖြင့်ကျုပ်တက်တဲ့ကြုံဖူးဖူးဖျားဆူရစေဟုတ်ပြောတာရွာတောင်ဖျားမနေသည့်မိကြီးညွန်ကတင်းတိမ်စာနာထီကလာကာ မျက်လုံးပေါ်လဝါကလေးကရင်ကပြောနေခြင်းဖြစ်သည်အားလုံးကလည်းဝိုင်းဝန်းထောက်ခံသည့်သဘောဖြင့်ပယင်ကံကိုမြင်ရအောင်တိုးဝေးကြည့်ကြသည်အဘိဝါဒနာတိလေးဆနေဆဝုဇာပစာယိနောစတတော်ဓမ္မဝတ္တန္တိအာယုဝနောဒုက္ခံမလံစံကံပါဏိလာရှိတည်နေညီတိလာစသောခွန်အားဖြင့်ကြည်တော်သူအသက်ရွယ်အားဖြင့်ကြည်တော်သူတို့ကိုယိုတည်မျက်နှာရှိခိုးပူဇော်ဆိုတဲ့အတိုင်းရေနာသုံးပါးနှင့်တကွာ အမိဘဆရာကုနာဝရဆွေမျိုးမိတ်တင်ကဟာတို့ကိုငှသမီးရတော်ဆန်ကွက်မဲ့ရင်ကန်ကဖျားစင်ဘက်ကိုလဲရွေဝပြူသည်ဖီနိမေဟိုကတော်သည်အိမ်ဦးခန်းမှာထိုင်လျက်ရှိကြတော့ရွာမီရွာပါတက်ကြီးဝါကြီးဆွဆွေမျိုးမျိုးများအားလုံးကိုရီမှန်၍ဦးတုံးချင်းချသည်ဤတို့ပြူရမျက်ပုံညာကြောင့်တပါပီးတန်ရံပန်မရှိ ပကတိကျမ်းမှာလန်လန်ပြားလေချမ်းသာတူပွားကျွင်းနွားစင်မြည် จွန်းသိန်းฉุยฉีအထွေထွေနီရွှေငွေစိန်ကြောက်ထထိန်တောက်၏တိမ်မောက်ဖြိုကမိုးတူရွာသည်လိုရာအကြံတိုင်းပြီးစေတော်လူတွေကညွညွတ်ကြီးပြောချနေကြပြီချိန်သီးနိုင်ရင်ကြီးလဲတင်ကနေထိုးပြီနားဖောက်ရှာကရွှေအပြင်ညာဘက်နားကိုဇက်ကနေထိုးဖောက်လိုက်လေးပြီမဟင်ကန်ကတစ်ချက်ကလေးမလုံးတိပြင်းမတိလိုက်သည်ဟန်ဖြင့်ကြောက်စိရုပ်ကလေးလိုမလုံးမရှက်ရှိလေး မဟိကံယုံလင်ဖီမာကြမြင့်မိမကြီးများပင်လှုပ်ချိန်မရလိုက်ကြဒိုးတန်လူတန်တွေကပေါ်စုညာလာခဲ့သည်အာကဟဲ့တတိခဲ့ဟဲ့တစ်ချက်မတွန့်ဘူးဟဲ့ဆိုကကလေးမရေတွေကရှေ့ကိုတိုးတထက်တိုးလာကြ၏ရွယ်သူမင်းကလေးများကလည်းမဟိကံကိုအားကြစိတ်ဖြင့်ငင်းနေကြသည်ဆင်ဟာတောင်းကနားပေါက်ထဲဝင်သွားသောရွှေအက်ကိုခေါက်ထားလိုက်သည် နောက်ပဲပဲ ကန်အောင်ပါပြီအောင်ပါပြီအောင်ပါပြီဟောဒီစေကိုနေ့စဉ်ထဲ့ပေးရွှေနှတောင်းဘုံကောင်းလောက်ပန်နိုင်ပဟဲ့နားတော့ချဲ့ပေးရအောင်ပါဗျာရွှေကိုလိတ်ပြီးထိုးသွင်းထားယုံပါကိုင်းပင်ရောတက်ကြွရများလဲကောင်းမိုင်းတမာနဲ့မြေစာရောထိုးတော့လဲတမာကဟိုဘက်နည်းနည်းတူပါအောင်မြေစာကဟိုဘက်နည်းနည်းတူပါအောင်နဲ့ကျဲရပါတဗျာဆရာတောင်းစကားကိုအားလုံးကသဘောကျစွာယူကြသည် ဆောင်ချန်းကုန်းရမှာတမာနေမြေစာဥပမာရှိတမုံလားတမာကလေမြေစာမြေစာရားလာတဲ့ဟိုဘက်ဒူပါကွင်မြေစာကလေတမာတမာခါလာတဲ့ဟိုဘက်ဒူပါကွင်ဟိုတိုးတီတွန်းလောက်ကြရင်နှပေါကျဲသွားတတ်သည်ဟိုယူရှိကြသည်နားဖောက်သည့်ကိစ္စပြီးတော့မဲရင်ကန်ဤကရင်ကြီးပေါ်ကဆင်းသည်မလာအောင်လာပြီးတော့ငွေဖလားကြီးကိုပိုင်လင်းအင်ကြီးဝင်ပေါကခုံပြင်းမှရက်လိုက်သည် ငွေပလားကြီးတဲကဆံပန်းပေါပေါများနေရောထားသောငွေကြေးစေးတွေကိုကျေချလိုက်သည်။မဲ့ရင်ကန်လက်စုပ်တွင်က ဖွေးကနေဖွေးနေခုံထွက်လာသောငွေကြေးစေးတွေကို လူတွေကအလူရက်ကောက်ကြသည်။မိပန်းယုံက သမီးချောမဲ့ရင်ကန်ကိုပဲငင်းနေမိလေသည်။အရွယ်ရောက်လာသော သမီးကလေးတို့ဝမ်းသာဝမ်းနေမျက်ရည်တွေစီကြလာသည်။တကားဝမှာနှဲ့သမီးကလေးတစ်ပါးရက်နေတာများလား။သမီးကလေးမဲ့ရင်ကန်ဟုတ်ကဲ့လား။ ပဇီဥဒထံကတော့သူ့ရဲ့တဲ့များကိုဧကံဖို့နေရာကထားသွားခဲ့ပြီဒီအချိန်မှာတော့အိမ်မေးကထလက်ကထမင်းယုံကိုဖွင့်လိုက်လေးပြီ လူတွေကိုထမင်းစာကျွေးပြီမဲ့အင်ကန်နားပေါက်မှာသွေးမဆိုးပါတချို့ဆိုရင်သွေးစိမ့်ရှင်ရှင်ကြာတက်ကြသည်အော်ဟင်ကိုရိုရှိကြသည်မျက်ရည်နာရည်တွေထွက်ကထွထွန်လူတက်ကြသည်မဲ့အင်ကန်မှာတော့ဒါတွေမရှိပါထမင်းယုံထဲပင်ဝင်ကြည့်လိုက်သေးသည် ဒုဗတ်ဝိုင်းကလူဝင်ကားသည်ချင်းချားယုတ်ကြီးကိုပင်ငင်းနေခဲ့သည်သည်ထမင်းရုပ်ပြင်ထွက်လာတော့ပြိုကြီးပြိုလေးတွေစူးနေသည်ထမင်းပွဲဝိုင်းကြီးရှေ့ကိုရောက်လာခဲ့သည်ဇဝဲခုံကြီးပေါ်မှာရင်းနေပွဲလက်ဖက်ပွင့်မှုန်ပွဲများပြင်ဆင်ပေးနေကြတော့ပြိုလေးကြမိန်ကန်ဝင်ရောလိုက်သည်သူလဲညွာမှာတိုင်ရင်နိုင်ရှိတိုင်းပါရတော်မည်ရွာတလေးရဲ့ စင်ချမ်းသာစင်ရဲ့မရွေတာရည်နာရည်ကိစ္စကြီးငယ်မှန်းများဝိုင်းဝန်းလှူဆောင်ပေးတတ်ကြသည်ကာလတာကောင်ကာလသမီးကောင်တောင်းဝင်ချာရမှာစိတ်ကြည်ကြည်သသာဖြူဖြူဆောင်ရွက်ပေးကြမည်ဖြစ်တချို့ကပကန်းစီတချို့ကရေခမ်းတချို့ကလက်ဖက်ချကွန်ချာတချို့ကရေခမ်းတချို့ကဓမင်းရောစသဖြင့်ယောက်ျားကလေးများနေတွဲကကုသူယူချာရသည် ချောလိုက်တာမဲ့အင်ကန်ရဲ့ညီနဲ့တကယ်ပဲတော့ ရွှေမုံကလက်တော့ပွားကလေးတွေခောင်းရင်ကမယင်ကံကိုနှုတ်ဆက်တော့မယင်ကံက ရှက်ပြုံးကလေးနီးကြည်စံရွှေမုံနာရွှေနဲ့ဆွဲကလေးဝင်နေပြီစတောက်ကလေးမတိန်တဲ့စံစားမတူမရှိသေးကိုပင်တင်ကအုံလုံးတိန်နေပြီရွှေမုံတို့ကရွတ်တောင်ဖြားမှာဆိုတော့မယင်ကံနဲ့တွေ့ဆုံနေတော့လေတရားတဲ့သူချင်းနေမို့လားအတွေ့အထိဆက်ဆံရှိကြရတော့မည် ရွှေမုံကတောင်တကြီးတမိမူပစ္စည်းဥစားတန်တဲ့ရှိတော့လေ မဟင်ကလောနပံပွဲတော်မလုပ်ခဲ့ပါဘုန်းကြီးဆောင်ကိုဆွန်းတော်ပို့ကနားဖောက်ခဲ့ခြင်းသာဖြစ်ဒါလဲနှာထွေးမင်္ဂလာထားမြောက်တာပဲမဟုတ်လားအဓိကကတော့အပြိုအလင်းဖြစ်လာခြင်းနဲ့တူနားဖောက်ထားနေပြီးသားဖြစ်ရမည်ထို့နည်းကမဟင်ကန်၏နပံပွဲအောင်မြင်စွာပြီးမြောက်ခဲ့လေသည် အမေပန်းယုံက နားဖောက်ဆရာဆရာတောင်းကိုငွေတရာကတော်လိုက်သည်ဒီတော့ကဆရာတောင်းရသည်နားဖောက်ခြင်းမှာတစ်ဆယ်အများဆုံးဖြစ်လေသည် ဆရာတောင်းကမဲ့အိမ်ခံကိုဆုတောင်းစာတွေထည့်ရပေးလိုက်တယ်။ဆရာတောင်းပြန်သွားတော့မိပန်းယုံကမဲ့အိမ်ခံနာကိုလူလူမဲမဲစီလိမ့်ပေးသည်။ရွှေရက်ကလေးနေရာမှာရွှေဖက်လက်ကလေးထုတ်ပေးလိုက်သည်။ဆေးကစီဆိုးတော့ရွှေဖက်လက်ကလေးကရှော့ကနေဝင်သွားသည်။ကဲတမီဒီနေ့ရစားပြီတမီအိမ်အောင်ထက်မှာခံမှာမနေရတော့ဘူး။အပေါ်ထက်မှာပြင်ထားတဲ့အပြုတ်ခန်းကိုပြောင်းရမယ်။တမီတို့ဖော်ရအောင်ညညကြရင်ကြည့်ဦးလောက်အိပ်ပြီးလိမ့်မယ်နော်။ မဟိကန်ကခေါင်းလေးကိုစက်ကနေငင်းကအိမ်ပေါ်ထပ်စီပြစ်တက်ခိမဟိကန်နင်းနေကြလေကားဆံမရိုက်ထားသည့်တင်းကားစီတွေကိုတထက်ချင်းနင်းတက်လာခဲ့တာပြီမိဒီတခါမဲ့အိမ်ကန်ချီတန်လေးကညင်သားလို့နေပါဘကောအပြိုဖြစ်ပြီဆိုသည်အတီကြောင့်များလားမဲ့အိမ်ကန်နူးညံ့သွားတာတော့မှန်ပြီနားဆင်ပြီးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်နောက်လာမယ့်ပိုင်းဆက်များကိုလည်းစောင့်မျှော်နားဆင်ပြီးကြပါဦးနော်